အားလုံးပဲမင်္ဂလာပါရှင် hey speed mouse ကပေါ်ကကနေပြန်လဲကျေစုလိုက်ပါရယ်ကျမကတော့ပူလာပါပူလာတော့ဒီနေ့ရဲ့ mouse ကပေါ်ကမှာတော့အမောစကားကိုတယောက်နိုင်တဲ့ဆိုဂျိုတွေနဲ့အမောစကားတွေမဖြစ်အောင်ဘယ်လိုတွေကွယ်ကြမလဲဘာတွေကိုသိရှိနားလည်ထားတယ်လဲအမောစကားတွေရောနေအောင်ဘယ်လိုတွေပူပေါင်းဆောင်ရွက်တယ်လဲဆိုတာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အမောစကားကဆိုရင်သူ့မှာဆိုရင်ဆိုဂျိုတွေရှိရယ်ပေါ့နော် သူရဲ့ဆိုကျွန်းနေနဲ့ဆိုရင်ပြစ်မှတ်ထားခံရတဲ့သူပေါ့တက်ရောက်လာရရှိရယ်။ဒါကတော့စိတ်ပိုင်ဆိုင်ရာထိခိုက်မှုမှာဆိုရင်စိတ်ဖိစီးတာ၊စိတ်တကြတာ၊ကိုယ့်ကိုယ်ကိုတံမိုးထားမှုတွေကြာစင်တာပေါ့နော်။ကိုယ်ထိလိုက်ရောက်အနေရမှာဆိုရင်အမုန်းစကားအနေတစင်အကြက်ဖတ်မှုတွေထိခိုက်မှုတွေကိုဥတီသွားတာလူအဖွဲ့စီရဲ့တက်ရောက်မှုမှာဆိုရင်တော့ကွဲပြားမှုနဲ့မယုံကြည်မှုတွေပုံမှန်မြင့်တက်လာတာ။ ဒီအဖွဲ့အစည်းကြီးကြပါတော့လူအချင်းချင်းကြမှာတဟစာတာမရှိဘဲနဲ့ခွဲခြားမှုတွေပုံမှုဖြစ်လာတာတွေဖြစ်နိုင်ရယ်ပေါ့နော်ဒီမိုကရေစီနဲ့လက်လက်စွာထောက်ပေါ်ခွင့်အပေါ်တရားမှုဆိုရင်တော့လူတွေကတဲ့အမုန်းစကားတွေကြောင့်သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလွတ်လပ်စွာပြောဆိုမှုတွေကိုကြောက်ရွံ့လာနိုင်တယ်တဲ့အကြက်ဖတ်မှုအနေနဲ့ဆိုရင်လဲအမုန်းစကားတွေဟာလူမျိုးတော့တက်ဖြတ်မှုလို့ပေါ့နော်အကြက်ဖတ်မှုတွေအထိပါဖြစ်စေနိုင်ပါတယ် ဆိုတော့အမောစကားကသူ့ကိုပြောလိုက်မယ်ဆိုရင်သူ့မှာဆိုးကျိုးတွေရှိရပေါ့နော်။ဒါကြောင့်မို့အမောစကားတွေကိုဒီဆိုးကျိုးတွေရော့နေအောင်ပေါ့နော်။ဒီတိုက်ဖြတ်ဖို့လိုတယ်ပေါ့။ဒီလိုအမောစကားကိုတိုက်ဖြတ်ဖို့ဆိုတာကလည်းအဲလွတ်လပ်စွာပြောဆိုခွင့်ကိုတားဆီးတာမျိုးလည်းမဟုတ်ဘူးပေါ့နော်။လွတ်လပ်စွာပြောဆိုခွင့်နဲ့အမောစကားရဲ့တက်ရောက်မှုတွေကမတူဘူးပေါ့နော်။လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကတဲ့လူတအူးချင်းစီရဲ့တန်ဖိုးကိုမြင့်တင်ပေမဲ့ အမုန်းစကားကားကြတော့လူတအူးချင်းစီတော်၎င်းဒီလူအုပ်စုတွေတော်၎င်းပေါ့နော်သူတို့ရဲ့တံမိုးတွေကိုချိုးနှိမ်ဖျက်ဆီးနိုင်တာတွေဖြစ်တယ်ပေါ့နော်လူလက်စာပြောဆိုခွင့်မှာဆိုရင် တခြားသူကိုအညီဖြစ်စေဖို့အတွက် လုံဆောင်ခွင့်နဲ့မပါဝင်ပါဘူးဆိုတော့အပိုလာတို့ကိုယ်တိုင်လည်းအမုန်းစကားတွေကိုပြန်လဲတုတ်ပြန်ရမှာတိထားတဲ့အချက်တွေလည်းရှိရပေါ့နော်အဲ့ဒါတွေကတော့တပတ်သူအပေါ်ယဉ်ကျေးပြီးလေးစားမှုရှိရပါတာစကားတွေကိုသုံးရမယ် အဲမတူကွဲပြားမှုတွေကိုနားလည်ပြီးတော့အဲနားလည်မှုနဲ့အတူပေါ့နော်လေးစားမှုလည်းရှိရမယ်။တတိယအချက်လက်တွေကိုထုတ်ပြန်မယ်ဆိုရင်လည်းအချက်လက်တွေကိုတေချာစစ်ဆေးရမယ်ပေါ့နော်။ online platform တွေကနေလည်းအမိုးစကားအကြောင်းအရာတွေကိုတည်င်းပေးပို့တင်တယ်ပေါ့နော်။ရေးကြီးမှုတွေဘာသာရေးလူမှုရေးမတူကွဲပြားမှုတွေကိုလည်းနားလည်ပြီးတော့လက်ခံနိုင်ဖို့နဲ့အပြန့်အလန့်လေးစားတန်ဖိုးထားတတ်ဖို့လည်းလိုအပ်ပါတယ်။ အမောစကားတွေကို ထုတ်ပြန်ရမှာမပြုတ်လုံးတင်တာတွေလည်းရှိရဲ့ပေါ့နော်အဲ့အရာတွေကတော့စော်ကား nature မုတ်တီမှုကို လုံးစော်စီတဲ့စကလုံးတွေအပြုတ်မှုတွေကိုမပြုတ်လုံးပါနဲ့လူတဦးတယောက်ရဲ့အပြုတ်မှုကြောင့်အခြားသူတွေအပေါ်ကိုလည်းရေပုံရတတ်မှတ်ဆွဆွဲတာတွေလည်းမလုပ်ပါနဲ့ hate speech အမုန်းတရားပေါ့နော်မုတ်တီမှုတွေကိုဖြစ်စေတဲ့ဓာတ်ပုံတွေရုပ်ပုံဗီဒီယိုထုတ်ဝေတာမျက်ဝေတာဖြတ်ဝေတာတွေလည်းမလုပ်ပါနဲ့ အမိုးစကားကို အမိုးစကားနဲ့လည်းမတုတ်ပြန်ပါနဲ့အခြားသူတွေလူမျိုးတွေကိုဥတီပြီးတော့အမိုးစကားဖန်တီးမှုနဲ့ကြုံလာမယ်ဆိုရင်လည်းလစ်လုံမရှူလိုက်ပါနဲ့ပြီးတော့အမိုးစကားတွေကိုတုတ်ပြန်ရမှာ ပိုပြီးပြင်းထန်တဲ့ကြမ်းတမ်းတဲ့အခြေအနေမရောက်ဖို့ကိုလည်းတတိထားသင့်ပါတယ်ကိုယ့်ရဲ့ဒေါသစိတ်တွေမုတ်တိစိတ်တွေကိုလည်းတတိပြုရမယ်အမုန်းတရားဖန်တီးမှုအကြောင်းရင်းတွေကိုစစ်စစ်မှုမလုပ်ဘဲတဲ့ အချင်းချင်းအဖြစ်တင်တာတွေလည်းမလုပ်ပါနဲ့ကိုယ့်ရဲ့အတွင်းမြင်တွေကိုမဖော်ပြခင်မှာအကျိုးအကြောင်းနဲ့အညီဆွေးနွေးမှုတွေကိုလည်းအလေးပေးပြီးတော့လင့်လာသင်ယူဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးတော့အမုတ်တရားကိုကြိုက်တွေ့ဖြေရှင်းတဲ့အခါမှာလည်းအမုတ်စကားဖြစ်ပေါ်လာမှဖြေရှင်းတာမှမဟုတ်ပဲနဲ့ကြိုတင်ပြီးတော့ကာကွယ်ထားမယ်ဆိုရင်တော့တရားမှုတွေက အများကြီးရောရနိုင်တာကို တွေ့ရတယ်။ ဥပမာဆိုရင်ဆွေးနွေးပွဲတွေပြုလုပ်တာကျောင်းတွေရက်ွက်တွေမှာလည်းရည်ကျေးမှုဘာသာရေးလူမှုရေးမတူ क्वे ပြမှုတွေကိုဖလှယ်ကြတာနားလည်မှုတွေရယူပြီးတော့လေးစားမှုနဲ့အတူရှင်တွဲနေထိုင်မှုတွေကိုတည်ဆောက်ကြတာခွဲချမ်းစိတ်ဖြာစဉ်းစားတွေးခေါ်နိုင်တဲ့စွမ်းရည်တွေနဲ့လည်းစဉ်းစားတွေးခေါ်ကြတာတွေပေါ့နော်အဲ့ဒါတွေကိုလည်းလိုအပ်ပါတယ်အမိုးစကားရဲ့တက်ရောက်မှုဟာဆိုရင် လူအဖွဲ့စီရဲ့အခြေခံအုံမြင့်တွေဖြစ်တဲ့အဲ့အရာတွေကိုပါထိခိုက်စေနိုင်ရဲ့ပေါ့နော်အဲပူလာတို့ကုလသမဂ္ဂရဲ့ရှူတော့ကနေကြည့်မယ်ဆိုရင်လေအမုံစကားကနိုင်ငံတကာရဲ့အဓိကလုပ်ငန်းနဲ့ပယ်စီတွေကိုလည်းတက်ရောက်မှုရှိတာတွေကိုတွေ့ရရပေါ့နော်အဲ့ဒါကဘလို့ဒီတက်ရောက်တာလဲဆိုရင်ပထမဦးဆုံးအနေနဲ့လူခွေရေးကာကွယ်ခြင်းလုပ်ငန်းစဉ်တွေအပေါ်ထိခိုက်နိုင်တယ် အမောစကားကသူကလူအခွင့်အရေးကိုချိုးဖောက်ဖို့အတွက်စတင်တဲ့ပထမအဦးဆုံးခြေလှမ်းတွေတည်းကတခုဖြစ်တယ်ပေါ့နော်ဒုတိယအနေနဲ့ဆိုရင်ရက်ဆက်ကြံကြုံမှုတွေမဖြစ်ပွားအောင်တားဆီးခြင်းလိုမျိုးအရေးကြီးတဲ့ကိစ္စရွက်တွေကိုလည်းအနောက်ဆက်ဖြစ်စေနိုင်တယ်တတိယအနေနဲ့ဆိုရင်နိုင်ငံတကာကကြိုးပမ်းနေတဲ့ငြိမ်းချမ်းရေးတွေကိုထိသိမ်းခြင်းတွေလုပ်ငန်းတွေအပေါ်ကိုလည်းတိုက်ရိုက်တည်ရောက်မှုတွေရှိရတဲ့စတုထအနေနဲ့ဆိုရင်တော့ လူအဖွဲ့စီရဲ့ကဏ္ဍအသီးသီးမှာကြာမပေါ့နော်ဂျန်နာတန်းသူညီများရဲ့ရရှိစေဖို့အတွက်ဆောင်ရွက်ခြင်းလုပ်ငန်းစီတွေကိုလည်းထိခိုက်စေနိုင်ရဲ့တဲ့နောက်ဆုံးအနေနဲ့ဆိုရင်ကလေးတငယ်တွေနဲ့လူငယ်တွေကိုထောက်ပံ့ပေးထောက်ပံ့ကူညီခြင်းအစီအစဉ်တွေလုပ်ငန်းတွေအထိပါ အမုန်းစကားရဲ့အကျိုးသက်ရောက်မှုတွေကဝင်ရောက်နေရဲ့ပေါ့နော်အဲတကယ်တော့ မုတ်တိမှုတွေခွဲခြားဆက်ဆံတာတွေလူမျိုးရေးခွဲခြားမှုနဲ့မညီမျှမှုတွေကိုတိုက်ဖျက်ခြင်းဟာဆိုရင်ကုလသမဂ္ဂရဲ့အဓိကမူတည်တွေကတခုဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကုလသမဂ္ဂကနေပြီးတော့လဲအမုန်းစကားကိုဒီကိစ္စရက်တိုင်းမှာရေးဆိုင်ဖြစ်စင်းမှုတက်ကိုစူးစမ်းနေပါတယ်အဲ့ဒီရဲ့မစ်ရှင်ကိုတော့ကုလသမဂ္ဂရဲ့ပဋိညာစာတန်းနိုင်ငံတကာလူ့ခွင့်ရေးမှုပေါ်တွင်နဲ့ရေရှည်တည်တန်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပန်းနက်များကိုလဲဒီလိုအောင်မြင်ဖို့အတွက်ပေါ့နော် အဲတကပါလုံးဆိုင်ရာကြိုးပမ်းအားထုတ်နေတာဒီကိုလည်းလှုပ်ဆောင်နေကြပါတယ်။ကုလသမဂ္ဂဟာဆိုရင်တဲ့ဂျွန်လ18ရက်နေ့ကိုမုတ်တီးရေးစကားတွေကိုတံပြန်ရေးဆိုင်ရာ နိုင်ငံတကာနေ့အဖြစ်ကြေညာခဲ့ပြီးတော့2022ခုနှစ်မှာစတင်ပြီးတော့ပထမအဦးဆုံးအဖြစ်ကြေဖြစ်ပေါ်တော့ကျင်းပခဲ့ရတယ်ဖြစ်တယ်။အမုတ်စကားရဲ့တက်ရောက်မှုတွေကအများကြီးတယ်။အဲနောက်ဆက်တွဲအနေနဲ့ဆိုရင်အမုတ်စကားကနေတဆင့် ကဘာပေါ်မှာရှိရဲ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံအဖွဲ့အစည်းတစ်ခုနဲ့တစ်ခု လူပုဂ္ဂိုလ်တဦးနဲ့တဦးကြားထိပါပေါ့နော်တက်ရောက်မှုတွေအများကြီးရှိရဲ့အမိုးစကားက तू ကစကလုံးတွေတသက်ပဲမဟုတ်ပဲနဲ့အကျန်းဖတ်မှုတွေစီကိုဦးတည်နိုင်တဲ့လက်နက်တစ်ခုဖြစ်တယ်ဆိုတာကိုလည်းသတိပြုစေချင်ပါတယ် အမိုးစကားပေါ်ကတ်ကိုနားထောက်ပြီးရဲ့နောက်မှာလဲအမိုးစကားနဲ့ပတ်သက်ပြီးတော့ပုံမသိရှိနားလဲကြပြီးတော့ဟိုနောက်ပိုင်းစကားပြောဆိုကြတဲ့အခါမှာလဲအမိုးစကားဥတီမှုတွေကို ဖြစ်စေတဲ့အကြောင်းအရာတွေကို မပြောဖို့ကိုလည်းတတိပြုစေချင်ပါတယ်အဲအမိုးစကားပေါ်ကတ်ကိုအချိန်ပေးပြီးနားထောက်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာပြန်ဆုတ်ပါမယ်နော်